စပါးကိုနိုင်ယူပြီးမန်စီးတီးတင်းစီကအဆင့်လေးနေရာပြန်ယူခဲ့တဲ့ချက်စီချက်စီတရမနေ့ကကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်30မှာလန်ဒန်မြို့ကန်ပြိုင်ဘက်စပါးအသင်းကိုဒဂိုးဝမ်ရှိနဲ့နိုင်ယူခဲ့ပြီးအပတ်ပိကျမှာအဆင့်6နေရာကနေအဆင့်လေးနေရာကိုပြန်တက်လာနိုင်ခဲ့ပါတယ်။အဆင့်လေးနေရာကမန်စီးတီးကအဆင့်5အဆင့်5နေရာကနျူကာဆယ်ကအဆင့်6ကိုအောက်တဆင့်စီပြန်ဆင်းပေးခဲ့ရပါတယ်။လာမယ့်ရာသီချန်ပီယံလိပြန်ပွဲကိုအင်္ဂလန်ကလပ်အသင်းတွေအနေနဲ့၅အသင်းထိဝင်ခွင့်ရဖို့ရှိနေပြီးပရီးမီးယားလိထိပ်ဆုံး၅အသင်းဝင်ဖို့ပြိုင်ဆိုင်မှုကတဖြည်းဖြည်းပုံမှန်ပြင်းထန်လာတော့မှာဖြစ်ပါတယ်။ချက်စီနဲ့စပါးပွဲမှာ စပါတင်းနေနဲ့အင်ရှင်တင်းကိုချီရီတူကစားပြီးဂိုးရဖို့လဲခွန်ရီးတွေရခဲ့ပေမဲ့စပါတိုက်စစ်ကဆိုလက်ကြီးဆွန်ဟောင်းမင်းအော်တိုဘတ်တို့အစားရှိတဲ့ကစားသမားတွေအနေနဲ့ဆုံးသက်အားနေခဲ့တာကြောင့်ဂိုးမရခဲ့ပဲပွဲချိန်မိနစ်50မှာချက်စီကွင်းလဲလူအန်ဆိုဖာနန်နဲ့တွင်းယူခဲ့တဲ့ဒလုံငင်းသောဂိုးနဲ့အရှုံးပေးခဲ့ရတာပါအဆင့်ဆက်လေးနေရာမှာရက်တီနေတဲ့စပါတင်းအနေနဲ့ဒီပွဲနိုင်ရရင်မင်းနဲ့တဲ့တင်းကိုဂိုးကွာချချတာနဲ့ကြော်ဖြတ်ပြီးအဆင့်ဆက်3နေရာကိုတက်နိုင်မဲ့အခွင့်ရရှိပေမဲ့ဒီပွဲရှုံးနေခဲ့တာကြောင့်အဆင့်ဆက်လေးနေရာမှာပဲရမှတ်34မိနစ်နဲ့ဆက်ပြီးကြောက်ချနေရပါတယ် နောက်ဆုံးကစားတဲ့လေးပွဲဇက်တိုက်နိုင်ပွဲပြောက်ခဲ့တဲ့စပါတင်ဟာအများဆုံးရနိုင်တဲ့12မှတ်ထဲကတမတ်တာရယူနိုင်ခဲ့တာဖြစ်ပြီးနောက်ဆုံးနှစ်ပွဲမှာဖူကန်ချက်စီအဆရှိတဲ့လန်ဒန်ပြိုင်မှတ်အသင်းတွေကိုဇက်တိုက်ချုံနှိမ့်ခဲ့ရတာပါစပါတင်နေနဲ့တန်းစင်းဆောင်တဲ့ကအသင်းတွေကိုအနည်းဆုံးရမှတ်14မှတ်ထိကွာဟနေလို့တန်းစင်းရဖို့အတွက်စိုးရိမ်စရာမရှိပေမဲ့အသင်းရဲ့ရလဒ်ဆိုးတွေကြောင့်နီးပြပိုစတီကိုဂလူးရဲ့နာကကပုံမူဝေဝါလာခဲ့ပြီဖြစ်ပါတယ်